ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်းလိုင်းမင်္ဂလာပါဒီအပိုင်းမှာဒါအခုလက်ရှိပေါ်လေ Liverpool အသင်းကြီးပြအာနီဆိုနဲ့ပတ်သက်လို့ကိုလာဟာလာသတင်းတွေအများကြီးထွက်နေတာပေါ့လေအာနီဆိုကိုယာဒုကာထုတ်မာလာအာနီဆိုကရော Liverpool အသင်းမှာဆက်ရှိပါမလားဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတဲ့အချိန်မှာအခုလောလောဆယ်မှာဒါဘယ်လိုပြောမလဲဆိုတော့ ဇီနီတီစီတန်းတောင်မှလီဗာပူးအသင်းရဲ့ race ထဲမှာပါဝင်လာတယ်ဆိုပြီးတော့ပြင်သစ်သတင်းစာတွေမှာဖော်ပြလို့ British media တွေမှာဖော်ပြထားတယ်ဆိုအာနီစလော့တကယ်လို့ West Ham United နဲ့ပွဲမှာနောက်ထပ်တစ်ခါအရှက်ဖွယ်လေးလေးအရှုံးနေပဲဖြစ်ဖြစ်တခုခုရှုံးနေသွားခဲ့မယ်ဆိုရင်လီဗာပူးဘက်ကမြင်းမြန်ဆက်ဆက် decision ချသွားနိုင်တယ်လို့လီဗာပူးဘက်က ဒါအခု West Ham United နဲ့ပွဲရဲ Sunderland နဲ့ပွဲရဲ Leeds United နဲ့ပွဲထိလဲစောင့်ကောင်းစောင့်နိုင်တယ်ဆိုပြီးတော့ပေါ်ပြထားတယ်ပြောချင်တာကဗျာ November fixture ထိသူတို့ November December December အစောပိုင်းပထမပတ်လောက်ထိသူတို့စောင့်ကောင်းစောင့်နိုင်တယ်ဒါပေမဲ့သူတို့ຢာထားတဲ့နီးပြစင်းတွေတတိယအတန်ထွက်လာတဲ့အချိန်မှာ Julian Nagelsmann လို့နီးပြမျိုးနောက် Zinedine Zidane လို့နီးပြမျိုးပါတယ်ဒါပေမဲ့အခုဒီအပိုင်းမှာ Liverpool ဘက်ကတော့ Alisson ကိုချက်ချင်းထုတ်ဖို့အစီအစဉ်မရှိသလို တို့ဘက်ကတော်တော်ကိုဆူဆူဝါဝါဖြစ်တော့မှပဲအဲ့ option တွေကိုစဉ်းစားသွားဖို့ရှိတယ်လို့ဖော်ပြလာတဲ့အချိန်မှာလီဗာပူးရဲ့ဒါအခုလောလောဆယ်အနေထားရနီးပြရာထားစင်းပေါ့လေတကယ်လို့လီဗာပူးကဆိုးဝါးတဲ့ရလက်တွေနဲ့ထားပါတော့တို့အခု၃ပွဲဒါသူ့ကိုစောင့်ကြည့်မယ်ဆိုပြီးသတင်းတက်နေတယ်ထားပါအဲ့ပွဲတွေကအခု West Ham United ရဲ့ပွဲရဲ့ပြီးတော့မှဒီ Sunderland ရဲ့ပွဲရဲ့ Leeds ရဲ့ပွဲဒါက winner ပွဲပွဲတွေပဲအနိုင်ရဖို့အတွက်အချိန်ကောင်းပွဲတွေဖြစ်ပြီးတော့ အဲ့ပွဲတွေကိုမှချွတ်ချော်မယ်ဆိုရင်ကလပ်ဘက်ကဂျာဗီအလွန်ဆိုလိုနီးပြမျိုးရာဂန်ကလော့လိုသူတို့ရဲ့ legendary နီးပြကြီးကိုပြန်ခေါ်တာမျိုးနောက်ဘုံမောက်ရဲ့အာတိုနီအီရာဂိုလာဆိုတဲ့ potential ရအကောင်းဆုံးဖြစ်နိုင်တဲ့ဒီလိုနီးပြမျိုးအပြင် Crystal Palace ရဲ့ Oliver Glasner တို့လိုနီးပြတွေကိုလည်းသူတို့ရထားတဲ့ဆင်းနဲ့မှာပါလို့ National Team level မှာဒါ Julian Nagelsmann လည်းသူတို့စဉ်းစားလျက်ရှိတယ်လို့ဆိုတဲ့ဒါပေမဲ့အဲ့ထဲမှာ interesting က စင်တီဇီတန်ကိုလေပါဘူးသဘောကျပြီးတော့စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်လာတယ်ဆိုတော့ဇီတန်ရဲ့အတန်းရှိနေအားလုံးဟာပြည်သစ်လူပိစီအသင်းကိုပဲသွားဖို့ဖြစ်တယ်ပြည်သစ်လူပိစီအသင်းကိုပဲသူစောင့်နေတာဖြစ်တယ်2021မှာသူချန်ပီယံလိပြိုင်ပွဲကထွက်ပြီးကြတဲ့ကအဲ့ဒီကလူပိစီအသင်းနဲ့ရောကလပ်နဲ့ရောအားလုံးမှာသူအနားယူနေတာ၄နှစ်ကျော်၅နှစ်လောက်ရှိပြီ ဇီနီဒီဇီတန်းကလီဗာပူးအသင်းနဲ့ထွက်လာတဲ့အချိန်မှာလီဗာပူးကဇီတန်းကိုသဘောကျတယ်အထူးသဖြင့်သူကလပ်လေဗယ်မှာစွမ်းဆောင်ခဲ့တဲ့စွမ်းဆောင်ရေးချန်ပီယံလိဖလားသုံးလုံးနောက်ရီယယ်မက်ဒရစ်ကိုတိုက်ဇီတန်းကင်တွေ့ရင်လီဗာပူးနဲ့ကလော့ကိုအနိုင်ယူခဲ့တာတွေကိုကြည့်ပြီးတော့ဇီတန်းကိုသဘောကျတဲ့အတွက်ကြောင့်ခေါ်ချင်တယ်ဆိုပြီးပေါ်ပြထားတယ်ဒါပေမဲ့ဇီတန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့လီဗာပူးရဖို့ဘလောက်ထိချန့်ရှိလဲအာနီဆောကလက်ရှိနေထားရလီဗာပူးဘက်ကအာနီဆောကိုထုတ်မယ်ဆိုရင်ခုနပြောတဲ့ဝက်ဆန်ရဲ့ပွဲကိုရှုံးရမယ် channel line ကိုရှုံးရမယ်ပြီးတာနဲ့ဒါ list ကိုလည်းရှုံးရမယ်အဲ့သုံးဘွဲထဲမှာတစ်ခုကိုထားပါတော့အရင်ကြီးမာတဲ့ humiliate လောက်ခံရတဲ့ရှက်ဖွယ်လေးလေးအရှုံးမျိုးဖြစ်တဲ့ဆိုရင်ဒါလုံးဝကိုဒါဘယ်လိုပြောမလဲလုံးဝ question ပဲဥပမာ sunderland ကိုအိမ်ကွက်မှာ anfield မှာထားပါတော့ဥပမာနောက်ထပ်၃ဂိုးပြတ်တို့၄ဂိုးပြတ်တို့ထပ်ရှုံးပြီဆိုရင် back to back ၃ပွဲဆက်ဆိုရင်ဒါနီးပြတ်တယောက်ကိုထုတ်လို့ရတဲ့အမောက်ပဲအဲ့လိုအခြေအနေမျိုးဒါပေမဲ့ liverpool ကနီးပြတ်တယောက်ကိုထုတ်မယ်မထုတ်ဘူးပါသူတို့တေချာစဉ်းစားပြီးတော့မှ စနစ်တကျဆုံးဖြတ်တာဖြစ်တယ်ဒါပေမဲ့သူတို့ယာထားတဲ့ဆင်းမှာအဒိုနီအီယာဝူလာတို့အိုလီဗာဂရက်ဆာတို့လို့ပါတယ်အလွန်ဆိုဝဖြစ်နိုင်ခြင်းနေတယ်ယာကန်ကလော့လည်းဖြစ်နိုင်ခြင်းနေတယ် အဲ့ဒီနေရာမှာဇီဒန်ကတည်င်းထွက်လာတယ်နာဂက်စမန်ကလည်းတည်င်းထွက်တယ်နာဂက်စမန်ကတော့ဝိုးကပ်ပြီးမှပဲဖြစ်နိုင်တယ်ဇီဒန်ကဝိုးကပ်ပြီးရင်ကျွန်တော်တေချာတာတော့ပြည်သစ်နာမည်ကြီးလက်ခီယာဖို့ပြချက်အရာပေါ့ပြည်သစ်လေဝင်းရှင်အသင်းကိုပဲတွားကင်ဖို့ရည်ရွယ်ထားတယ်ဒေးရှော့နေရာမှာအစားထိုးမယ်လို့ဆိုထားတယ်သူကမန်နေဂျမန့်ကိုမန်နေဂျမန့်တဲကိုစောစောစီစီပြန်လာတော့မယ်လို့ဆိုထားသည့်တိုင်အောင်လီဗာပူးကသူ့ကိုမျှော်လင့်နေတယ်ဒါပေမဲ့ဇီဒန်ရဲ့အတန်းရှင်တွေအားလုံးဟာလီဗာပူးလည်းမဟုတ်ဘူးဒါမန်စီးတီးလည်းမဟုတ်ဘူးမန်ချက်စတာယူနိုက်တက်ဘယ်အသင်းမှမဟုတ်ဘဲနဲ့သူ့ရဲ့အတန်းရှင်တွေအားလုံးဟာ ရီယယ်မက်ဒရစ်အသင်းကိုပြန်ဖို့ထက်သူ့ရဲ့အတန်းရှိတဲ့အားလုံးကပြင်သစ်လူဝင်းစင်အသင်းကိုပဲသွားဖို့ဖြစ်ပြီးတော့ပြင်သစ်အသင်းကိုကင်တွယ်ဖို့တဲ့သူစောင့်မျှော်နေတာဖြစ်တယ်လို့ဖော်ပြထားတယ်။ဆိုတော့လီဗာပူးအနေနဲ့ဇီဒန်ကိုဆွဲဆောင်မယ်ဆိုရင်အမတန်ခက်တယ်။ဇီဒန်ကလူလူလာလာလက်ခံနေမှပဲဖြစ်နိုင်ချေရှိတယ်။ဘာကြောင့်လဲဆိုတော့ဇီဒန်ကအရင်တည်းကမန်ချက်စတာယာတီဥတုအင်္ဂလန်ယာတီဥတုလီဗာပူးကယာတီဥတုကိုသူလုံးဝမကြိုက်ဘူး။ ူမကြိုက်ဘူးအဓိကအင်္ဂလန်ကိုမလာတဲ့အချက်ကရာသီဥတုမကြိုက်တဲ့အချက်ကြောင့်ပါတဲ့အတွက်ကြောင့်လီဗာပူးအနေနဲ့ဇီဒန်နဲ့သတင်းထွက်ပေမဲ့ဇီဒန်ဟာပြင်သစ်ကိုပဲသွားကင်ဖို့ဥတီထားပြီးတော့အခြားနီးပြရာသီဥတုတွေအတွက်သူ့ဘက်ကစဉ်းစားဖို့ chance မရှိတော့ဘူးလို့သုံးသပ်ထားပေမဲ့လီဗာပူးကတော့ဇီဒန်ကိုသူ့ရဲ့စင်းထဲမှာထည့်သွင်းထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်